ဖုံးဆွဲနေတဲ့ကလေးကိုဖုံးဘလို့ဖျက်ရမလဲဆိုတာမိဘတွေအတွက်အခုခေတ်မှာစိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။အောက်ပါနီလန်းတွေကိုအစင်းစင်းလှုပ်ဆောင်ကြည့်ပါ။တိဥပမာကောင်းပြပါ။မိဘများကဖုန်းကို အမြဲတမ်းနေပါကကလေးများကလည်းအတူอยู่ကြမိမိသားစုအချိန်တွင် ဖုန်းကိုပေးဖယ်ထားပါကလေးကိုဖုန်းမတုံးရဟုပြောရင်ကိုယ်တိုင်ကဂိမ်းဆော့ခြင်း Facebook တို့မဟုတ် TikTok ကြည့်ခြင်းများမလုပ်ပါနဲ့ကလေးမရှိသောအချိန်တွင်သာဖုန်းသုံးပါနှစ်ရှင်းလင်းသောစီမင်းများချမှတ်ပါ အချိန်စရာတက်မှတ်ပါဥပမာအိမ်စာပြီးမှတော့၎င်းအစာစားပြီးမှတော့၎င်းတနေ့လျင်30မိနစ်မှတနာရီအထိသာ ဖုံးသုံးခွင့်ပေးပါ ဖုံးမသုံးရသောနေရာများဥပမာ ထမင်းစပွဲအိတ်ခမ်းကိုတက်မှတ်ပါတုံးအခြားလုံများဖြင့်အစာထိုးပေးပါကလေးစိတ်ဝင်စားမိကတ်တွန်းဖတ်ခြင်းအာကစားဂီတပကြီးဆွဲခြင်းစသည့်ဝါသနာများဖြင့်အချိန်ဖြစ်ပေပါမိသားစုလှူရှာမှုများဥပမာညနေခင်းပုံပြင်ဖတ်ခြင်း အိမ်လုပ်များတွင်ကူညီခြင်းစီစဉ်ပေးပါ လေးဖုံး၃ချိန်ကိုတဖြည်းဖြည်းလျှော့ချပါ ဖုံးကိုလုံးဝတားမြစ်မိအစားတစ်နေ့လျင်နှစ်၃နာရီမှတစ်နာရီအထိဖြည်းဖြည်းချင်းလျှော့ချပါငားဖုံး၃ချင်းဤစိုးကျိုးများကိုရှင်းပြပါဖုံးအလွန်အကျုံ၃ချင်းသည်မျက်စိအားနယ်ခြင်းအာယုံစူးစိုက်မှုလျော့ခြင်းလူမှုရေးဆွဲရေးကြဆင်ခြင်းတို့ကိုဖြစ်စေကြောင်းရှင်းပြပါသင်ခန်းစာပေးသည့်ဗီဒီယိုများပြသပြီးရှင်းပြပါ၆ parental control app များကိုသုံးပါ screen time yos ni google family link android ios ကဲ့သို့သောအမြဖြင့်ဖုန်းသုံးချိန်ကိုကန့်တတ်ပါခုနအားပေးပါစူပူခြင်းမပြုပါနဲ့ဖုန်းသုံးချိန်လျှော့ချမိပါကချီကျူးပေးပါ ပြန်လည်ဆွဲလန်းပါကစူဆဲမိအစာနားလည်မှုပြပါရှစ်အပြင်ထွက်လှုပ်ရှားမှုများတွင် ပါဝင်စေပါတန်းကြံကစားကွင်းတို့ခေါ်သွားခြင်းတငယ်ချင်းများနှင့်ဆော့ကစားခြင်းတို့ဖြင့်ဖုံးမအာယုံပြောင်းစေပါအရေးကြီးဆုံးအချက် ကလေးနှင့်စကားပြောပါဂယုစိုက်ပါဖုံးဆွဲခြင်း၏အဓိကအကြောင်းရင်းမှာအထီးကျန်မှုတို့မဟုတ်ပြည်မှုများကြောင့်ဖြစ်နိုင်သဖြင့်ကလေး၏စိတ်ခံစားချက်ကိုနားထောင်ပေးပါဖုံးဆိုသည်မှာဘဝတစ်ခုလုံးမဟုတ်ပါဟူသောအသည့်ကိုကလေးနားလဲအောင်ကူညီပေးပါဤနိလန်းများကိုအစစ်စစ်လိုက်နာခြင်းဖြင့်ကလေး၏ဖုံးဆွဲမှုကိုကျမ်းမာရေးနှင့်ညီညွတ်စွာ ထိန်းညှိနိုင်ပါစေဤအကြောင်းအရာကိုရဲရင်အောင်ဘေဘီကယ်မှရေးသားဖန်တီးထားပါသည် like share နဲ့ comment များပြုလုပ်ပေးခြင်းဖြင့်ကူညီပေးကြပါခင်ဗျာ။